စကားအတန်တွေကအဆောက်ပါနော်ယောက်ျားလေးလိုဖြစ်နေတော့တတဲ့ကိုနဒီလို့မြင်လို့မရဘူးရစိုးလိုက်လို့ပဲမြင်လို့ရစိုးလိုက်လို့ပဲခေါ်ရမယ်ဆိုပြီးတော့ငါ့ကိုငါ့ကိုစိတ်မချတာဘူးကြိုက်ဘူးအေးငါ့ကိုဘေးကောင်းမဆော်ပါလို့မရအောင်ဆိုတာဆရာဟောဆရာရဲ့ကောင်းလေးပဲပေါ့နော်အဲ့ဗီဒီယိုလေးမှလည်းတဲ့ဒါဗီဒီယိုလေးရိုက်ပေးဖြစ်ပါတယ်လို့အတစ်ကလေးလုပ်ပြီးပြောကျေပါဆရာရင်းယောက်ကတော့တချို့ fan တွေဆိုတော့တည်ပြီးသားပေါ့နော်ဒါတချို့ကကြတော့မတည်သေးဘူးအရင်ကြည့်လို့ကောင်းတယ်ရမ်းလည်းချစ်ကြတော့ရမ်းမိုက်ပါတယ် အချင်းလေးနဲ့ဂုဏ်ပြုပေးတဲ့အတွက်လည်းတကယ်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောထားရတယ်။တကယ်အစစ်မှန်ကိုလည်းပြခဲ့ရဖြစ်တဲ့အတွက်တကယ်ပြောရမယ်ဆိုရင်တော့ဝမ်းသာမိပါတယ်။ အခုဆိုရင်တော့အဲ့ဒါရိုက်ထားတဲ့ကားရဲ့အကုန်လုံး character မတူဘူးပေါ့နော်အာဒါဒုတိယမြောက်ကားမှဆိုရင်ဒါခက်ဆူဆူပုံစံလေးဖြစ်သွားတယ်ဈေးကန်ရတာပြီးတော့ mic ဟိုပြောရမယ်ဆိုရင်နည်းနည်းပြောရမယ်ဆိုပြောရမယ် mic တာလား mic ရှိုင်းတာမဟုတ်ကျန်းတာအကျန်းစားအကျန်းစားပုံစံမျိုးတွေတွားထားတယ်ဒါရှေကားမှာဆိုရင်အာဒါဆွတ်ဆွတ်ဆွတ်တေးလံပေါ့ဆွတ်တေးလံဝါလေးဒါဒီကားမှာဆိုရင်ကြတော့နတီယုံကအဲ့လိုခက်ချင်းချင်းခက်မိုက်မိုက်ကောင်းပါလေးပေါ့နော်နတီအနေနဲ့တွားထားပါတယ်နောက်ထပ်ထွက်မဲ့ကားလေးတွေမှာလည်းသူ character လေးနဲ့သူပေါ့အများကြီးစူးစမ်းထားပါတယ်ရှင်အာဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ငါးကားရှိပြီပေါ့နော်အဲ့ဒါရုပ်ရှင်ရိုက်ထားစိုးလိုက်မယ်ပေါ့နမိတ် နမဲကနဒီစိုးလိုင်ရောမှာရဲ့ဒါတည်းကလည်းကိုကိုရိုင်းနဒီကနဒီရပဲအဲ့ထဲမှာပြောတာဒါပေမဲ့ဒီထဲမှာစိုးလိုင်လို့ပဲအကုန်လုံးကခေါ်ကြရရပါတယ်စကားအတန်တွေကအဆောက်ပါနော်ယောက်ျားလေးလိုဖြစ်နေတော့တတဲကိုနဒီလို့မြင်လို့မရဘူးရစိုးလိုင်လို့ပဲမြင်လို့ရစိုးလိုင်လို့ပဲခေါ်ရမယ်ဆိုပြီးတော့ပထမတကားတော့ဆိုလဲဟိုစွာချိန်မဝါလေးပေါ့အာဝါလေးဝါလေးမနက်မိုးလေးဆိုဟို morning ဝါလေးအာဖန်တွေအဲ့လိုမျိုးစကြတယ်အခုဆိုလဲဆိုးကြီး morning ပေါ့နော်အဲ့လိုမျိုး တိုင်းပေါ့အာကိုကိုစိုးလိုက် morning အဲ့လိုမျိုးပို့ကြရတဲ့တကယ်ချစ်စရာလေးပေါ့အကိုကကျတော့လူငယ် driver တယောက်လေးဖြစ်တဲ့အတွက်ကြောင့်တဲရတာလူငယ်ချင်းချင်းနေနဲ့အာကြည့်ရတဲ့အခါမှာဆိုရင်အများနဲ့ဒါကိုလိုချင်တဲ့ဟာရဲဒါအကိုလိုချင်တဲ့ဟာရဲတဲရရဲ့လိုချင်တဲ့အရာတွေနဲ့အများနဲ့တစ်ချက်သေးကြတာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးအာတွေ့ရတော့လေတကယ်တစ်ချက်သေးကြတော့တကယ်ဝမ်းသာပါတယ်ခံတော့ကွာဟုတ်ကဲ့ဟုတ်အာ meeting အလုပ် meeting လေးတစ်ခုရှိလို့သွားပြတာပါရှင်အဲ့ဒီမှာရောက်တော့ကားကြီးမှာပုံဓာတ်ပုံပိုင်းလေးတွေ့ရတယ်နော် ီဒီယိုရိုက်ပေးတာလေးဒါဆရာဟောဆရာရဲ့ကောင်းလေးရောပေါ့နော်အဲ့ဗီဒီယိုလေးမှာလည်းတက်တာဗီဒီယိုလေးရိုက်ပေးဖြစ်ပါတယ်ဆိုအက်တစ်ကလေးလုပ်ပြီးပြဆောင်ရိုက်နေနေချင်းလို့ရိုက်နေနေအဲ့ဒါတကယ်နောက်ကအတန်လေးကတော့ဖျက်ပစ်လိုက်ရမဟုတ်ရင်နားထောင်လို့မကောင်းဘူးပြောတာအဲ့လိုမျိုးရိုက်နေနေအာဆိုတော့တော့အော်ရအတန်လေးပါတော့လေအဲ့တော့ဒါတချင်းလေးနဲ့ပဲပြောင်းပြီးတော့နားထောင်လိုက်တာကောင်းပါတယ်ဘယ်တော့မှကြည့်လို့ရတယ်ပြော ဒါတကယ်ပါဆရာတို့နှစ်ယောက်ကတော့ဒါတချို့ fan တွေဆိုတော့သိပြီးသားပေါ့နော်ဒါတချို့ကကြတော့မသိသေးဘူးအရင်ကြည့်လို့ကောင်းတယ်ရမ်းလဲချစ်ကြတော့ရမ်းမိုက်ပါတယ် ုတ်ခဲ့တာသူတဲ့ပန်ထွားဒီပေါ့နော်တချင်းလေးပေါ့နော်တချင်းလေးနဲ့ခုံပြုတ်ပေးတဲ့အတွက်လည်းတကယ်ကျေးဇူးများကြီးတင်ပါတယ်လို့ဒီနေ့တောင်မှတဲ့တာဒါအဲ့နေ့အဲ့ပွဲလေးပေါ့နော်ပွဲလေးစားနေစင်းမိတ်ဆက်ပွဲလေးလုပ်တဲ့ဟာလေးတွေအတွက်ကောဒီလိုမျိုးတခန်းတနာလေးကျင်းပပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အန်တော်ပြင်မဝစ်ဆောင်ကတော့ဒါအဲ့တဲ့နေနဲ့ပွဲမှာဝစ်ခဲ့တဲ့အရာလေးတစ်ခုပေါ့နော် National Costume မှာ ကအခုချိန်ထိလည်းဒီဟာလေးကိုပန်းချွာမြေမဥဆောင်လေးတော်တော်များတတိယကြသည်ရဲ့အမှန်ရကြသည်ရဲ့ပြန်ပြီးတော့ edit လေးလုပ်ပေးကြရတော့လေကျေးဇူးများကြီးတင်ပါတယ်။အော်အဲ့ဒီဟာလေးကတော့ဒီနေ့နဲ့ပြန်ကြည့်တိုင်းကတော့ဒီနေ့လုပ်ခဲ့ performance ပေါ့နော်။အကုန်တော်တော်များလည်းသဘောကျခဲ့ရတယ်သူတို့ပန်းချွာရဲ့တကယ်အစစ်မှန်ကိုလည်းပြခဲ့ရဖြစ်တဲ့အတွက်တကယ်ဟိုပြောရမယ်ဆိုရင်တော့ဝမ်းသာမိပါတယ်။အချင်းလေးရောနားထောင်ဟုတ်ကဲ့ဒီချင်းလေးလည်းနားထောင်ပြီးပါပြီ။ရန်အစီအပြေပါတယ်။ဟုတ်ရန်သဘောကျပါတယ်။ Ether 19 Poker ရဲ့ October 3ရက်နေ့မှာရုံတင်မှာပဲဖြစ်ပါတယ်။အခုဒါဒီနေ့ကတော့ Press Show လေးတက်ရောက်ဖြစ်တာပေါ့နော်။ဒါပရိသတ်တွေအနေနဲ့လည်းတရင်ချွတ်မှာစကားလေးကြီးနေတယ်ဆိုရင်အခု Ether 19 Poker ကြီးကိုဒါရောအပေးဖို့အားလုံးကိုခိတ်ခေါ်ချင်ပါတယ်ရှင်။